မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ New Burma Strategic Dialogue မြန်မာပြည်သက်မဟာဗျူဟာရေးရာ စကားဝိုင်းကိုဒေတာစံတော်ချိန်အော်တိုဘာလ9ရက်နေ့က American ပြည်ထောင်စု Cornell University Ithaca Campus မှာပြုလုပ်ခဲ့ကြပါတယ် အော်တိုဘာလာ၁၇ရက်နေ့မှာတော့ The Wagner Center New York University မှာဆက်လက်ကျင်းပခဲ့ကြပါရယ်။စကားဝိုင်းမှာတော့မြန်မာနိုင်ငံလူအခွင့်ရေးရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Andrews ပေါမခရှောင်းတာနဲ့ New York University Director John Grashman, US Immigration Attorney Davis Govers, Dr. Mimi Wenbeck, Kim Harris ကကိုထိန်လေမြန်မာစင်တာဦးဆောင်သူကိုရဲရင်မြင့်မို့လို့ဦးဆောင်ဆွေးနွေးခဲ့ကြတာပါ။ နိုင်ငံရေးအစိုးရအတီးတည်းရဲ့အင်အားနဲ့အနာဂတ်မြန်မာပြည်အရေးအားနိုင်ငံတကာမှာပိုကောင်းတဲ့စိစက်မှုတွေရရှိနိုင်ရေးခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။1962နှစ်အာဏာသိမ်းကာလကစတင်ခဲ့တဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့စစ်အာဏာရှင်တွေရဲ့အကျင့်ပြတ်ခြားစားမှုတွေလက်ရှိစစ်ကော်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့အကျင့်ပြတ်မှုတွေကိုစနစ်တကျဆွေးနွေးခဲ့ကြပြီးတော့မြန်မာပြည်သစ်အရေးမှာဒီမိုကရေစီကိုပံ့ပိုးဖို့ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတစ်ခုလိုအပ်တယ်လို့ဆွေးနွေးသူတွေကပြောဆိုကြပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုရောက်ရှိလာတဲ့နံပါတူမြို့နယ်ကစစ်ဘေးရှောင်ပြည်သူတထောင်ကျော်အတွက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ TNN တအန်းတက်ကတနစ်ကြော်ကြာထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနံပါတူမြို့ကိုစစ်ကွန်မရှင်တက်ကလေကြောင်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရတားပြည်သူတွေထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိခဲ့ပါလေ။ ဒါကြောင့်မြို့လုံးကျွတ်နီးပါအိုးရင်စွန့်ခွာပြီး လာရှုံမြို့ပါဝင်နီးစရာမြို့နယ်တွေကိုတင်းရှောင်နေရပါတယ်အဲ့ဒီစစ်ပေးရှောင်းနေအတွက်စားနပ်ရိက္ခာနဲ့ယာယီနေထိုင်နိုင်မဲ့အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။အခုဆိုတထောင်ကျော်သွားပြီနံပါတ်ကနေရာထိုင်ခင်းရလဲကြက်တဲတယ်ဆရာစုံလို့တဲ့အတိကလောလောဆယ်အခုစားလေးစောင်းလေးအခင်းလေးတအားလို့တယ်ဆရာ TNN တအန်းတက်နဲ့ຫນွေဦးတော်လိုင်းအင်အားစုတွေဟာနမ်မတူမြို့ကို2023နှစ်ကုန်ပိုင်းမှာ အပိတက်သိမ့်ပိုက်နိုင်ခဲ့တာပါနမ်တူမြို့တိုင်းတိုက်ပွဲတွင်မြို့ကန်ပြည်သူတွေပထမအကြိမ်စစ်ပေးရှောင်ခဲ့ရပါတယ်။ဒီတကြိမ်ဟာစစ်ကောမရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြို့လုံးချင်းညီပါအိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတာပါ။အဲ့ဒီစစ်ရှောင်နေတဲ့မှာ အများစုဟာတပ်ထုတွေဝန်ထမ်းတွေအငြင်းစားတွေနဲ့ အခြေခံလူဒန်းစားတွေဖြစ်တာကြောင့်အခြားမြို့ရွာတွေမှာနေ့စဉ်ဝိုင်းရင်ဖြည့်ရှင်းနိုင်ဖို့အတွက်ပုံမခက်ခဲလာလို့စားတောက်နေထိုင်ရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်တွေကဆိုပါတယ်။တချို့ကျတော့တိမ်နေတချို့ကမူဆဲတချို့ကကုတ်ခိုင်လာရှို့တချို့ကတန်ရတန်ရမှလည်းအများကြီးပဲ။အပြည့်ပြီဆိုကြတဲ့ခက်ခဲတော့အနေနဲ့များလာရှိတာပေါ့ကောရေး။အဲဒီဒီတစ်ခေါက်ကျတော့နည်းနည်းပို့ပြီးတော့အရင်တစ်ခေါက်တည်းဆိုင်ပို့ပြီးတော့ခက်ခဲတယ်။ ပို့ပြီးတော့လဲဟိုဗျာအရင်လေးရတယ်စစ်ကောင်မရှင်တရဲ့တံပြန်ထိုးစစ်တွေကြောင့် TNN နဲ့တအန်တက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းကနောင်ချုံနဲ့ကြောင်မဲမြို့ကိုပြန်လည်လက်လွတ်ခဲ့ရပါတယ်။ဆက်လက်ပြီးလဲတီဘောမြို့ကိုပြန်သိမ်းနိုင်ဖို့လေကြောင်း drone လက်နက်ကြီးပစ်ကူယူကမြေပြင်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါ။အဲ့ဒီထိုးစစ်နဲ့တပြိုင်တည်းလေကြောင်းနဲ့ TNN နဲ့တအန်တက်ထိန်းချုပ်ထားတဲ့ နမ်ဆန်မန်တုံနမ်တူမိုးမိတ်မိုင်းလုံးမိုင်းငုံမြို့နယ်တွေက ကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်အရသာပြည်သူအယောက်90ဝန်းကျင်အသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေတာရင်းတရင်းတွေကနေသိရပါတယ်ကျွန်တော်ခွန်စော်ဦးပါစစ်ကောင်စီကပြည်ပနိုင်ငံတွေစီကိုအလုံသမားတွေစီလွတ်တာကန့်သက်ထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာတော့လုပ်ငန်းရပ်ဆိုင်လိုက်တဲ့ပြည်ပအလုံကိုင်အေဂျင်စီတွေရှိလာတယ်လို့အဲ့ဒီလုပ်ငန်းအတိုင်းဝန်စီကနေသိရပါဗျ ပြည်ပကိုမြန်မာအလုံသမားတွေလွတ်လွတ်လပ်လပ်ဆေးလွတ်လွတ်မရတော့သလိုမူဝါဒမတည်ငြိမ်တဲ့အတွက်လုံခြုံရတာအဆင်မပြေတော့တာကြောင့်ရန်နာကြရတယ်လို့အေဂျင်စီလုပ်ငန်းရှင်တယောက်ကပြောပါရယ်စစ်ကောက်စီဩဇာခံအလုံသမားဝန်ကြီးဌာနကလာစင်ထုတ်ပြန်တဲ့ပြည်ပအလုံခြုံအေဂျင်စီအရေးအတွက်မှာအော်တိုဘာလ3ရက်နေ့အထိ60ရှိတယ်လို့ဖော်ပြထားပါရယ်အဲ့ဒီစီရင်ရ August လကထက် agency ၄ခုညော့သွားတာပဲဖြစ်ပါရယ် မြန်မာနိုင်ငံမှာစစ်တပ်အာဏာမသိငင်ကပြည်ပအလုတ်ကင်အေဂျင်စီ300လောက်ရှိပြီးအာဏာသိမ်းပြီးတဲ့နောက်မှာတော့နိုင်ငံရေးအခြေအနေနဲ့ပြည်ရင်းအလုတ်ကင်ခွင့်လန်းနှဲပါလာတာကြောင့်ပြည်ပထွက်ကျင်သူတွေများလာတဲ့အမျှပြည်ပအလုတ်ကင်အေဂျင်စီအရေးအတွက်လည်းတချိန်တိုးမြင့်တက်ခဲ့ပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ကြီးပါ။